CBDV ရဲ့ဒီပတ်တွင်စစ်သတင်းအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီတစ်ပတ်မှာတော့မြန်မာနိုင်ငံအနှံ့မှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းရင်းမြစ်တွေကမှအော်တိုဘာ9ရက်နေ့ကနေအော်တိုဘာ15ရက်နေ့အထိရရှိထားတဲ့စစ်ရေးသတင်းအချို့ကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါရစေ။ဒီတစ်ပတ်မှာလည်းအချမ်းဖတ်စစ်တပ်ရဲ့စစ်ရေးတိုးမြင့်မှုတွေစစ်ကြောင်းထုံးမှုတွေကြောင့်နိုင်ငံတော်ဝန်မှာထိတွေ့တိုက်ပွဲတွေဆက်တိုက်ဖြစ်ပေါ်နေပါရစေ။ စရေးအချက်အလက်တွေကိုကြည့်မယ်ဆိုရင် ကချင်ပြည်နယ်အတွင်းမှာဖြစ်တွေ့တိုက်ပွဲ3ချိန်၊စကိုင်းတိုင်းမှာဖြစ်တွေ့တိုက်ပွဲ4ချိန်၊မန္တလေးတိုင်းမှာဖြစ်တွေ့တိုက်ပွဲ2ချိန်၊ရခိုင်ပြည်အတွင်းမှာဖြစ်တွေ့တိုက်ပွဲ2ချိန်၊ပဲခူးတိုင်းအတွင်းမှာဖြစ်တွေ့တိုက်ပွဲ2ချိန်၊ကယနီပြည်အတွင်းမှာဖြစ်တွေ့တိုက်ပွဲ2ချိန်၊မွန်ပြည်အတွင်းမှာဖြစ်တွေ့တိုက်ပွဲ3ချိန်နဲ့တနင်္သာရီတိုင်းအတွင်းမှာဖြစ်တွေ့တိုက်ပွဲ2ချိန်တို့ရှိခဲ့တာကိုတွေ့ရှိရပါတယ်။ ကချင်ပြည်နယ်အတွင်းကထိတွေ့တိုက်ပွဲတွေအကြောင်းကိုပြောပြပေးပါမယ်။ဖားကန့်မြို့နယ်မလန်းချီရွာမှာ အကျန်းဖတ်စစ်တပ်နဲ့ KIA ဦးဆောင်တဲ့တပ်တွေအကြားအောက်တိုဘာ9ရက်မှာတိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားခဲ့ပါတယ်။စစ်ရေးတရင်ရဲမြေတွေကတော့တိုက်ပွဲကအနီးကပ်ဖြစ်ပွားခဲ့တာဆိုရတဲ့အကျန်းဖတ်စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုထောက်လျှောက်ပြုလုပ်နေတဲ့အတွက်အရက်သားတွေပါထွက်ပြေးတိမ်းရှောင်နေရတယ်လို့ပြောပါတယ်။ တိုက်ပွဲမှာချမ်ဖတ်စစ်သားတွေတေဆုံးမှုရှိတယ်လို့ KIA ဥဆောင်တဲ့ပူပေါင်းတပ်တွေဘက်ကလည်းအကြအဆုံးရှိတယ်လို့သိရပါဗျ။ဖားကန်းမြို့လုံကင်းကျေးရွာအုပ်စုရမ်းချက်ဘက်ကနေ ဖားကန်းမြို့အရှိတ်ဘက်မလန်းကျေးရွာဘက်ကိုအင်အားအလုံးအရင်းနဲ့စစ်ကြောင်းထိုးလာတဲ့အချမ်ဖတ်စစ်တပ်နဲ့ KIA ဥဆောင်တဲ့ပူပေါင်းတပ်တွေကြားအောက်တိုဘာ10ရက်မနက်7:00နာရီခန့်မှာတိုက်ပွဲတွေဖြစ်ပွားခဲ့ပါဗျ။ တိုက်ပွဲမှာအထိနာသွားတဲ့အကျန်းဖတ်စစ်တပ်ကဝိုင်းတွဲလေရင်နဲ့ဘုံချဲတိုက်ခတ်မှုတွေပါ ပြုလုပ်ခဲ့တယ်လို့စစ်ရေးသတင်းအင်မတီကပြောပါရယ်။ဗမော်မြို့နယ်မှာအကျန်းဖတ်စစ်တပ်ရဲ့တပ်စခန်းနေရာနှစ်ခုကို အောက်တိုဘာ10ရက်မနက်ပိုင်းမှာ KIA ဥဆောင်တဲ့ပူပေါင်းတပ်တွေကသိမ်းပိုက်နိုင်ခဲ့တယ်လို့စစ်ရေးသတင်းအင်မတီကပြောပါရယ်။ KIA ဘက်ကတော့အဲ့ဒီစကမ်းသိန်းတိုက်ပွဲနဲ့ပတ်သက်တဲ့အချက်အလက်တွေကိုတရားဝင်မထုတ်ပြန်သေးပါဘူး။ စကိုင်းတိုင်းအတွင်းကထိတွေ့တိုက်ပွဲတွေအကြောင်းကိုပြောပြပေးပါမယ်။ချောင်းဦးမြို့နယ်မုံရွာမန္တလေးလမ်းပိုင်းမှာအကျန်းဖက်စစ်တပ်ရင်နဲ့လုံခြုံရေးအတွက်ခင်းယူပေးရန်ထွက်လာတဲ့အကျန်းဖက်စစ်တပ်ကိုအော်တိုဘာ၁၀ရက်မနက်9:30မိနစ်ခန့်မှာတော်လိုင်းပူပေါင်းတပ်တွေကဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ အဲ့ဒီတိုက်ပွဲမှာအချမ်းဖက်စစ်တပ်က3ရောက်သေးပြီးတော့ဆိုင်ကယ်လေးစီတနတ်3လက်ကြီကအုတ်တုံကြီပေါ့ကြီစံလက်ပစ်ဘုံနဲ့လက်ကင်ဘုံတွေတင်းစေရရှိခဲ့ပါတယ်။အဲ့ဒီတိုက်ခိုက်မှုကိုချောင်းဦးမြို့နယ်ပကဖတ်တိုက်ခိုက်ရေးတပ် CHU PDF နဲ့ Special Force 11 LPDF တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြတာပါ။ ချောင်းဦးမြို့ပေါ်ကအချမ်းဖတ်စစ်အုပ်စုရဲ့ရေစခန်းကိုအောက်တိုဘာ10ရက်မနက်9:30မိနစ်မှာချောင်းဦးမြို့နယ်ပါကာဖာတိုက်ခိုက်ရေးတပ်နဲ့ BLDF တို့ပူးပေါင်းပြီး60မမဘုံဒီနှလုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။အဲဒီတိုက်ခိုက်မှုအပြီးမနက်9:00နာရီခန့်မှာလဲဒရုန်းနဲ့ဘုံဒီချတိုက်ခိုက်တာတွေစက်တိုက်ပြုလုပ်ခဲ့ပါတယ်။တိုက်ခိုက်မှုတွေအတွင်းအကြမ်းဖက်စစ်သား၅ဦးသေဆုံးပြီးတအူးတံရရရှိခဲ့တယ်လို့သိရပါဗျ။ ော်လန်ရေးတက်ဖွဲ့တွေပူးပေါင်းပြီးတော့ဆလင်းကြီးမြို့ပေါ်ကအချမ်းဖတ်ရဲစခန်းကို အောက်တိုဘာ10ရက်နေ့17ရက်တွေမှာနှစ်ရက်ဆက်တိုက်အဖြစ်တိုက်ခိုက်မှုတွေပြုလုပ်ခဲ့ကြပါတယ်တိုက်ခိုက်မှု၂ရက်တာမှာအကြမ်းဖက်ရဲစခန်းကို60မမလက်နက်ကြီး43လုံးနဲ့တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။အဲဒီတိုက်ခိုက်မှုကိုပွဲတိုင်းကျော်လက်နက်ကြီးတပ်ဖွဲ့တော်လန်ပြောက်ကြားတပ်ဖွဲ့စုံရဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နောင်ကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဆိုလိုအောင်ကြီးပြည်သူ့ကာကွယ်တပ်ဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြတာပါစကိုင်းမင်းကွန်းလမ်းပိုင်းလက်ပံရွာနဲ့ခိုတောင်ရွာအကြားမှာအချမ်းဖတ်၁၇နဲ့တော်လန်ကြီးတပ်တွေအကြားအောက်တိုဘာ၁၃ရက်မနက်၁၇နာရီမှာတိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားခဲ့ပါတယ်တိုက်ပွဲမှာအချမ်းဖတ်၁၇က၁၅ဦးခန့်အထိ သေဆုံးခဲ့ပါတယ်သေဆုံးတဲ့အလောင်းတွေကိုအချမ်းဖတ်စစ်တပ်ကလာတဲတဲ့တပ်ဖွဲ့ကိုလည်း ပေါတော့ရွာရေညှိဆက်ရုံလမ်းကြားအရောက်မှာ တော်လန်ရေးတပ်တွေကကြားဖြတ်ပြီးတော့ထပ်မံတိုက်ခိုက်ခဲ့ပါတယ်။အကြမ်းဖက်စစ်တပ်ကထိခိုက်သေးဆုံးအလောင်းတွေကိုပေါတော့ရွာကအင်စီကားတွေကိုချောဆွဲပြီးတော့တည်ထုတ်သွားတယ်လို့စစ်ရေးသတင်းရေးမြစ်တွေကပြောပါတယ်။မန္တလေးတိုင်းအတွင်းကထိတွေ့တိုက်ပွဲအကြောင်းကိုပြောပြပေးပါမယ်။မြင်းချံမြို့နယ် ကျောက်ပြုတ်ရွာမှာအထိုင်ကျတက်ဆွဲထားတဲ့အကျန်းဖတ်စစ်တပ်နဲ့ပြူစောတီစခန်းကိုအော်တိုဘာ12ရက်ညနေ4နာရီခန့်မှာတော်လိုင်းတပ်တွေကတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပါတယ်။တိုက်ခိုက်မှုအတွင်းအကျန်းဖတ်စစ်သားနဲ့ပြူစောတီ10ဦးကျော်သေဆုံးခဲ့ပါတယ်။အဲဒီတိုက်ခိုက်မှုကိုပြည်သူ့ကျယ်တပွင်တပ်ဖွဲ့ MGN Danger Dynamite MGRF PDF Talify PDF နဲ့မြင်းချံမျိုးနဲ့ပါကာဖာတို့ပူးပေါင်းလှုပ်ဆောင်ခဲ့ကြတာပါ။ ရခိုင်ပြည်နယ်တွင်းကထိတွေ့တိုက်ပွဲအကြောင်းကို ပြောပြပေးပါမယ်။အဗဒန်လမ်းပိုင်းအနီးမှာရှိတဲ့စစ်ရေးအရအရေးပါသလိုအကြမ်းဖက်စစ်တပ်ရဲ့အကြီးဆုံးစခန်းတစ်ခုဖြစ်တဲ့နယ်ရီကန်ဗျူဟာကို အောက်တိုဘာ14ရက်မှာအာရခတပ်တော် AA ဦးဆောင်တဲ့တော်လန်ရေးတပ်တွေကအပိသက်တိုက်ခိုက်သိမ်းပိုင်နိုင်ခဲ့တယ်လို့စစ်ရေးသတင်းမြင့်တွေကပြောပါရတယ်။အဲ့ဒီနယ်ရေကန်ဗျူဟာကိုဒီနှစ်ဖေဖော်ဝါရီလမှာစတင်ပြီးတော့ထိုးစစ်ဆင်တိုက်ခိုက်နေတာပါ အခုစကန်သိန်းတည်င်းနဲ့ပတ်သက်ပြီးတော့ AA တက်ဖွဲ့ကတော့တီဖြူထုတ်ပြန်ထားတာလေမလောက်ဆောင်သေးပါဘူးပဲခူးတိုင်းတွင်းကထိတွေ့တိုက်ပွဲအကြောင်းကို ပြောပြပေးပါမယ်နတ်တလင်းမြို့နယ်စဲကန်ရွာအနီးမှာအောက်တိုဘာ17ရက်ည10:00နာရီ10မိနစ်ခန့်ကအကျန်းဖတ်စစ်တပ်နဲ့တရင်383တက်ခွဲလေ BR တက်ဖွဲ့ဝင်တွေကြားထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့သိရပါဗျာ တော်လန်ရေးတပ်တွေကအချမ်းဖတ်စစ်တပ်ရဲ့ကင်းပုံးဝင်နေတဲ့နေရာကိုတိကျစွာပြစ်ခတ်နိုင်ခဲ့တယ်လို့ပြောပါရယ်အချမ်းဖတ်စစ်တပ်က ထိခိုက်ဒေဆုံမှုတွေရှိနိုင်ပြီးအတိအကျကိုစုံစမ်းနေစေဖြစ်တယ်လို့သိရပါရယ်ကရင်ပြည်အတွင်းကထိတွေ့တိုက်ပွဲတွေအကြောင်းကိုပြောပြပေးပါမယ် ဖရူဆိုမြို့နယ်အတွင်းအကျန်းဖက်စစ်တပ်ကလက်နက်ကြီးပစ်ကူလေကြောင်းပစ်ကူတွေယူပြီးတော့အင်အားအများပြားနဲ့ထိုးစစ်ဆင်လာတဲ့အတွက်တိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေတယ်လို့ KNDF တရင်ဆန်ငါကအောက်တိုဘာ10ရက်မှာထုတ်ပြန်ပါတယ်တိုက်ပွဲတွေကနေ့စဉ်ဖြစ်ပွားနေပြီးတော့အကျန်းဖက်စစ်တပ်ရဲ့စစ်ကားတစ်စီးကိုဖျက်ဆီးထားနိုင်ခဲ့တယ်လို့အကျန်းဖက်အရာရှိအချို့လည်းတေဆုံးတယ်လို့သိရပါတယ်။ မွန်ပြည်အတွင်းကထိတွေ့တိုက်ပွဲတွေအကြောင်းကိုပြောပြပေးပါမယ်။ရေးမြို့နယ်ကျောင်းရွာမှာရှိတဲ့အချမ်းဖတ်စစ်တပ်ရဲ့ခမာယ9ကိုတက်ရင်ကိုတော်လန်ရေးတပ်တွေကအောက်တိုဘာ10ရက်ည9နာရီခန့်မှာ60မမလက်နက်ကြီးတွေနဲ့အနီးကပ်ပစ်ခတ်တိုက်ခိုက်မှုတွေပြုလုပ်ခဲ့တယ်လို့သိရပါဗျ။တိုက်ခိုက်မှုအပြီးမှာအချမ်းဖတ်စစ်တပ်ကအဲ့ဒီနေ့12နာရီခန့်မှာလက်နက်ကြီးတွေနဲ့ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ပါဗျ။ ရေးမြို့နယ်အာယူတောင်ဘတ်ချမ်းမှာရှိတဲ့အချမ်းဖတ်စစ်တပ်ရဲ့ခမာရ343စခန်းကုန်းကိုအောက်တိုဘာ17ရက်မနက်ပိုင်းမှာတော်လန်ရေးတပ်တွေကလက်နက်ကြီးတွေနဲ့တွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။တိုက်ခိုက်မှုတွင်အကြမ်းဖက်စစ်တပ်ကထိခိုက်ဒေဆုံးမှုတွေရှိခဲ့ပြီးအသေးစိတ်အခြေအနေတွေကိုစုံစမ်းနေဆဲဖြစ်တယ်လို့သိရပါတယ်။ ရေးမြို့နယ်ကိုစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်တပ်နဲ့တော်လှန်ရေးပူးပေါင်းတပ်တွေအကြား၃ရက်အကြာတိုက်ပွဲဖြစ်ပွားခဲ့ပြီးအကြမ်းဖက်စစ်သား၁၀ဦးကျော်သေဆုံးခဲ့တယ်လို့မွန်ပြည်တော်လှန်ရေးတပ် MSRF ကအောက်တိုဘာ၁၅ရက်မှာထုတ်ပြန်ပါတယ်တိုက်ပွဲတွေက အောက်တိုဘာ၁၂ဆက်တင်နဲ့30ရက်တွေမှာဖြစ်ပွားခဲ့တာပါဘေးလမိုင်းကျေးရွာကနေအေးကပါကျေးရွာအနီးကိုစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်တပ်နဲ့ အောက်တိုဘာ12ရက်မနက်7:00နာရီကျော်မှာတိုက်ပွဲတွေဖြစ်ပွားခဲ့တာပါ။အောက်တိုဘာ17ရက်မှာအောင်တပြေဖုံကြီးကျောင်းအနီးမှာတိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး အောက်တိုဘာ10ရက်မနက်9:00နာရီမှာကနင်ကမော့ရွာအနီးမှာတိုက်ပွဲတွေဖြစ်ပွားခဲ့တာပါ။တနင်္လာရီတိုင်းအတွင်းကထိတွေ့တိုက်ပွဲတွေအကြောင်းကိုပြောပြပေးပါမယ်။ လောင်လုံးမြို့အနီးကြေးရွာတွေမှာပြည်သူတွေကိုပေါ်တာဆွဲဖမ်းဆီးနေတဲ့အကြမ်းဖက်စစ်ကြောင်းကိုတော်လှန်ရေးပူပေါင်းတပ်တွေကအောက်တိုဘာ10ရက်မနက်10နာရီခန့်မှာပိတ်ဆို့တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။အကြမ်းဖက်စစ်တပ်ကစစ်ကြောင်း2ကြောင်းနဲ့စစ်ကြောင်းထိုးလာတာဖြစ်ပြီးတော့တော်လှန်ရေးပူပေါင်းတပ်တွေကပိတ်ဆို့တိုက်ခိုက်နိုင်ခဲ့ကြပါတယ်။ ထဝယ်မြို့နယ်မှာအချမ်းဖတ်စစ်တပ်ရဲ့အမတ်တ3တုံညာနှစ်တရင်ကနေလက်နက်ခဲယံပို့ဆောင်ရန်ထွက်လာတဲ့စစ်ကြောင်းကိုအောက်တိုဘာ23ရက်မနက်10နာရီခန့်မှာဂျားဖြတ်တိုက်ခိုက်ခဲ့ရာ အချမ်းဖတ်စစ်တပ်ဘက်မှ9ဦးသေဆုံးခဲ့ပါတယ်။အချမ်းဖတ်စစ်တပ်ကအင်အားတရာနဲ့စစ်ကြောင်းထိုးလာတာဖြစ်ပြီးတဝဲအမျိုးသားလွတ်မြောက်ရေးတပ်တော် DNLA နဲ့ဒုရကစစ်ကြောင်းကဂျားဖြတ်တိုက်ခိုက်ခဲ့တာပါ။ ဒါကတော့သတင်းမီဒီယာတွေနဲ့မြေပြင်သတင်းအရင်းမြစ်တွေကတဆင့်ရရှိတဲ့တပတ်အတွင်းဆက်သတင်းတွေကိုတင်ဆက်ပေးသွားတာပဲဖြစ်ပါတယ်။သတင်းရရှိမှုအခက်အခဲတွေကြောင့်မြေပြင်မှာတိထက်ပုံမိုးတဲ့ဆေးရည်ထိတွေ့တိုက်ပွဲတွေရှိနေနိုင်ပါတယ်။ နောက်ပတ်တွေမှာလည်းတပတ်အတွင်းရရှိတဲ့စီးရီးသတင်းတွေကိုစူးစီးတင်ဆက်ပေးသွားမှာဖြစ်လို့ PPTV ရဲ့ YouTube Channel youtube.com/pptv မြန်မာနဲ့ Facebook Page facebook.com/pptv မြန်မာတို့မှာစောင့်မျှော်ကြည့်ရှုပေးကြဖို့ဖိတ်ခေါ်လိုက်ပါတယ်ကျွန်တော်ကတော့ခေါင်းဆောင်ပါ